အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကနေပြီးတော့မှကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာလေးကတော့ Tihavika ရဲ့ The Secret of Millionaire Mind စာအုပ်ထဲကသုံးသပ်ချက်အကြံပြုချက်လေးတွေကိုဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်လူတွေဆင်းရဲကြတဲ့အကြောင်းကိုကျွန်တော်ဝေဖန်တဲ့အခါဆင်းရဲသားတွေကကျွန်တော်ကိုစိတ်ဆိုးကြတယ်သူတို့ပြောကြတာဆင်းရဲသားတွေခင်ဗျားမမုန်းသင့်ဘူးလို့ပြောကြတယ်ခင်ဗျားတို့ယူနေလားကျွန်တော်ဆင်းရဲသားတွေဘာကြောင့်မုန်းရမှာလဲကျွန်တော်ကိုယ်တိုင်အချိန်တော်တော်များများမှဆင်းရဲခဲ့တာပဲဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူ69ရာခိုင်နှုန်းထက်ကိုပိုပြီးဆင်းရဲခဲ့တာပါ ျွန်တော်ကိုစင်းရဲသားတွေကိုမုန်းတယ်လို့ဝေဖန်နေတာကိုကျွန်တော်လုံးဝလက်မခံပါဘူးကျွန်တော်ဘဝမှာတကယ်မုန်းတာကစင်းရဲသားတွေရဲ့စိတ်ဓာတ်ကိုပါကျွန်တော်အဲ့ဒီစိတ်ဓာတ်ကိုမုန်းခဲ့တယ်အဲ့ဒါကြောင့်ပဲကျွန်တော်စင်းရဲသားဘဝကလွတ်မြောက်ခဲ့တာပါမိတ်ဆွေအနေနဲ့စင်းရဲသားလို့တွေးနေရင်စင်းရဲသားဖြစ်မှာပဲဒါကြောင့်မိတ်ဆွေစိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲဖို့လိုတယ်ဒီဗီဒီယိုဖိုင်လေးကမိတ်ဆွေကိုစင်းရဲသားဘဝကလွတ်မြောက်ဖို့အတွက်အကြံဉာဏ်တစ်ချို့ပေးထားပါတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးစင်းရဲတွင်ကဘယ်လိုရုန်းထွက်မလဲဆိုတာအဖြေတစ်ခုတော့ရကောင်းပါတယ်ဒါကြောင့်ချမ်းသာမဲ့သူတွေကဘယ်လိုတွေးလဲစင်းရဲသားတွေကဘယ်လိုတွေးလဲလေ့လာကြည့်အောင် နံပါတ်1 rich people think big poor people think small ချမ်းသာတဲ့သူတွေကကြီးကြီးမားမားစဉ်းစားကြပြီးဆင်းရဲသားတွေကတည်တည်မမွအတွက်ပဲစဉ်းစားကြမိတ်ဆွေအနေနဲ့စတိုးဆိုင်တစ်ခုထဲဝင်ပြီးအချိန်ပေးပြီးဈေးဝယ်ဖို့မှာပေါ့အဲ့လိုဈေးဝယ်တဲ့အခါမှာဆင်းရဲသားတွေကဒီလိုတွေးကြတယ်ငါဒီမှာအချိန်တနိုင်ပိုပေးပြီးဈေးပေါ်ပေါ်နဲ့စင်30လောက်ပိုတက်တာတဲ့ပစ္စည်းကိုလိုက်ရှာမယ်လို့အမြဲတွေးကြတယ်သူတို့တွေကသူတို့ဘဝရဲ့အချိန်တွေကိုဘယ်လောက်မှတတ်ဖို့မရှိတဲ့အရာတွေပေါ်မှာဖြုံးတီးပစ်ကြတယ်ချမ်းသာတဲ့သူတွေကတော့ဒီလိုတွေးတယ် ငါတွက်စင်းတော့အတိကမဟုတ်ဘူးငါရည်ချင်းကတနိုင်ဒေါ်လာတစ်ထောင်တန်တယ်သုံးတက်သမ48ဒေါ်လာမဟုတ်ဘူးသူတို့တွေကသူတို့ရဲ့အချိန်တွေကိုတံမိုးထားကြတယ်အကျိုးရှိစေမဲ့နေရာတွေမှာအသုံးပြုကြတယ် Facebook သုံးရင်တော့သူတို့ကအကျိုးရှိစေမဲ့စာတွေခွန်အားဖြစ်စေမဲ့စာတွေ share တယ်ဖတ်တယ်စင်ရဲသားတွေကတော့အသင်းပြင်းတွေ share မယ်ဆဲမယ်အရင်များအဖက်များတဲ့ဒီပုံကို share ရင်ချမ်းသာမယ်ဆိုတဲ့ဟာတွေကိုဖတ်တယ် share တယ်ပတ်စံပေးပြီး Facebook အသုံးပြုတာချင်းအတူတူတော့ရရှိသွားတဲ့ရလက်ကမတူကြပါဘူး နံပါတ်2က rich people focus on opportunity poor people focus on obstacle စံသားတဲ့သူတွေကအခွင့်အလမ်းကိုအာရုံစိုက်ကြပြီးစင်ရဲသားတွေကအခက်အခဲပြဿနာတွေကိုတော့အာရုံစိုက်ကြတယ်စင်ရဲတဲ့လူတော်တော်များများလုပ်ငန်းအသစ်တစ်ခုစလုပ်တော့မယ်ဆိုရင်သူတို့စပြောတာကကျွန်တော်ဒီလုပ်ငန်းကိုလုပ်ချင်ပါတယ်ဒါပေမဲ့အပြိုင်အဆိုင်တွေအတိုက်အခိုက်တွေများတော့အောင်မြင်မှမထင်ပါဘူးလုပ်ပြီးမှမအောင်မြင်ခဲ့ရင်ဒုက္ခဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲစသဖြင့်ပေါ့အခက်အခဲနဲ့ပြဿနာကိုပဲတွေးပြီးပြောကြတယ် ချမ်းသာမဲ့သူတွေကတော့အောင်မြင်တဲ့လုပ်ငန်းအတွက်အပြန်ဆန်ရှိတယ်ဆိုတာနားလဲတယ်အတိုက်ခံရှိတာကိုလက်ခံတယ်အဲ့ဒီအရာကိုကြော်လွားပြီးကြီးမားတဲ့ကြားလက်တံဘိုးကိုဖြစ်ပေါ်အောင်တိဆောက်တယ်သူတို့တွေကသူတို့ရဲ့ရည်ရွယ်ကိုတိုးတက်အောင်လုပ်တယ်ဘယ်တော့မှပြဿနာအတွက်မငြင်းညူဘူးနံပါတ်3က rich people admire other rich and successful people poor people resent rich and successful people ချမ်းသာတဲ့သူတွေကအခြားချမ်းသာတဲ့သူတွေနဲ့အောင်မြင်တဲ့ပုံကိုယ်တွေကိုလေးစားတယ်စင်ရသားတွေကချမ်းသာပြီးအောင်မြင်တဲ့ပုံကိုယ်တွေကိုမကျေနပ်ဘူး ျွန်တော်တို့ငငယ်တုန်းကကားလာလာလေးတစီကျွန်တော်တို့ဘေးကဖြတ်သွားရင်ငငယ်ချင်းတွေကဟဲ့ဟိုမှာကြည့်ဟန်ကားဝါကောင်ကတောက်ကိုမကြိုးဘူးစသဖြင့်ဝေဖန်တယ်အဲ့လိုဝေဖန်ပြီးအဲ့လိုမနာလိုဖြစ်နေတဲ့သူတွေအဲ့လိုမျိုးကားအကောင်းစားကြီးဝယ်စည်းနိုင်သွားတာကျွန်တော်မတွေ့ဘူးကျွန်တော်ကတော့အဲ့လိုမတွေ့ဘူးအဲ့ဒီလူမှာကားလာလာလေးရှိနေတဲ့အတွက်ကျွန်တော်ပြောတယ်ကျွန်တော်အားကျတယ်ကျွန်တော်ကြီးလာရင်အဲ့လိုကားမျိုးလိုချင်တယ်သူတို့လိုမကြည်မချမ်းပြောနေမဲ့အစားကိုဘွားတိုးတက်ပြောင်းလဲမဲ့နီးလန်းတွေရှာတယ်အခွင့်အလမ်းကုန်လုံးကိုနားထောင်တယ်စားအုပ်တွေဖတ်တယ်ဟောပြောပွဲတွေနားထောင်တယ် အမှန်တကယ်တော့ဒီကိစ္စဟာဆင်းရဲချမ်းသာငွေကြေးနဲ့မဆိုင်ပါဘူးဆင်းရဲသားတွေဟာရေပူရအဖြစ်လောကအပေါ်မြင်တဲ့အတွေးခေါ်နေကြတတ်ပါတယ်ငွေမရှိတာတသက်ကြောင့်ဆင်းရဲကြတာမဟုတ်ပါဘူးအတွေးခေါ်ကဆင်းရဲနေကြတာပါလူမှုကွန်ရက်မှာဆိုရင်လည်းတယောက်ယောက်အောင်မြင်နေရင်အားကြတူယူသူထက်အောက်ကနေ comment ပေး share တဲ့သူတွေပိုများတာတွေ့ရပါလိမ့်မယ်ဒါကြောင့်လူနည်းစုကချမ်းသာပြီးလူများစုကဆင်းရဲနေတာပါအဲ့ဒီလိုလူများစုတိုးခေါ်ပြောင်းသွားနိုင်ရင်အဲ့ဒီတိုင်းပြည်လည်းချမ်းသာနိုင်ပါ ဒါကြောင့်ချမ်းသာတဲ့နိုင်ငံတော်တော်များများကလူတွေကစိတ်ဓာတ်အဆင့်တန်းမြင်မှကြတယ်။ဒါတွေကိုကျွန်တော်တို့အတူတူသင်ပါတယ်။နံပါတ်၄က Rich people are willing to promote themselves and their value. Poor people think negatively about selling and promotion. ချမ်းသာတဲ့သူတွေကသူတို့အရေးချင်းနဲ့သူတို့တန်ဖိုးကိုမြင့်တင်လို့သိရှိကြပြီမဲ့။စင်ရဲသားတွေကတော့ရောင်းချခြင်းနဲ့ရောင်းမြင့်တင်ခြင်းဆိုပြီးအဆိုးမြင်ကြတယ်။ကျွန်တော်ចောင်းသားဘဝတော်ကတငယ်ချင်းတွေကြီးကနေပြီးတော့မှသူတို့မတုံးချင်တော့တဲ့တပည့်ရစ်တိစီတွေကိုဈေးတက်တက်တတနဲ့ဝယ်ပြီးဆိုင်မှာပြန်ရောင်းတယ်။ တကယ်တမ်းအဲ့ဒီအလုပ်ကမျိုးမျိုးမျက်မျက်လေးရတာဒါဘူးအတမ်းပိုင်ဆရာကပြီးတော့မင်းကမင်းတော့ဂုံယူနေတယ်ပေါ့လေမင်းကဈေးရောက်စားမှလားကွာဆိုပြီးတော့မှစူခံကျွန်တော်ဈေးရောက်တာကပဲအောက်ကျသလိုမျိုးကျွန်တော်ကိုစူတယ်ကျွန်တော်စဉ်းစားမိတယ်ထူးဆန်းလိုက်တာပေါ့နော်ဈေးရောက်တာကအောက်ကျသလားငွေရှာတာအောက်ကျသလားဆိုတော့ပြန်စဉ်းစားကြည့်တယ်အဲ့ဒါကရေးကြီးခွင့်ချက်ပေးစားလည်းမဟုတ်ဘူးဆရာလည်းဘဝမှာတစ်ချိန်လုံးငွေအတွက်အလုပ်လုပ်နေတာပဲမဟုတ်လားအားလုံးဒီငွေရှာဖို့ပဲပေးဆက်နေကြတာပဲဒီလိုအဲ့လိုငွေရှာတဲ့အတွက်ကျွန်တော်ကရှက်ရမှာလားကျွန်တော်တို့ပတ်ဝန်းကျင်ကိုကျွန်တော်ကြည့်မိတယ်အားလုံးဒီဘက်က ငွေကအရင်မကြည့်ပါဘူးကွာလို့ပြောကြတယ်။ငွေရှာတာကတားမြစ်တဲ့ဥပဒေကိုချိုးဖောက်လိုမျိုးခံယူနေကြတယ်။ဒါကြောင့်ပဲငွေကသူ့နားပေါ်မှာတွားကျင်လာ။ငွေအတွက်လှုပ်လှုပ်ကြတာချင်းအတူတူသူများထပ်ထူးပြီးနည်းနည်းပူရှာနိုင်ရင်ခရိုနီခရိုပြဆိုပြီးခေါင်းစဉ်နဲ့အမျိုးမျိုးတတ်ကြ။ကိုကငွေမရှာနိုင်တော့ကိုကူကိုကာကွယ်တဲ့အနေနဲ့ငွေထက်မြစ်တာတရားကအရေးကြီးပါတယ်ကွာလို့ကိုကူကိုချွေတဲ့ကြတာမှန်ပါတယ်မြစ်တာတရားကလည်းအရေးကြီးတယ်လို့ငွေကလည်းအရေးကြီးပါတယ်ကျွန်တော်ပြောတာမယုံဘူးဆိုရင်နီးစရာဘန်တစ်ခုကိုသွားပြီးဘန်စီရမကိုကျွန်တော်မှမြစ်တာတရားအပြည့်အဝရှိပါတယ်အဲ့ဒီမြစ်တာတရားကိုဘန်စာအုပ်လုပ်ပေးပါလို့ပြောကြည့်ပါလား အဲ့ဒီစကားမပြောခင်မိတ်ဆွေပြေးပါတော့အရင်စားတာပေါ့ဒါမှမဟုတ်ကိုမိဘနေထိုင်မကောင်းဖြစ်တဲ့အချိန်အထူးကုဆေးရုံအကောင်စားကိုသွားပြီးနတ်စမကိုကျွန်တော်ဖေကိုတေချာကြီးဆက်ပေးပါဗျာခင်ဗျားအတွက်ကျွန်တော်မှမေတ္တာအများကြီးရှိပါတယ်လို့ပြောရဲလားကျွန်တော်ဒီလိုပြောလို့ငွေမျက်နှာတစ်ခုပဲကြီးရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်ငွေကအရေးမကြီးပါဘူးဆိုတဲ့အရာကြီးကိုဒီနေ့ကစပြီးခင်ဗျားတွေးထဲမှာအပိတိုက်ထုတ်ဖို့ပြောနေတာငွေဆိုတာတန်ဖိုးတိကျတူစီကိုပဲသွားချင်ပါတယ်နံပါတ်5က Rich people choose to get paid based on result. Poor people choose to get paid based on time. ချမ်းသာတဲ့သူတွေကရလဒ်ကိုကြည့်ပြီးအလုပ်ကိုယူရတယ်။စင်ရဲသားတွေကအချိန်ကိုကြည့်ပြီးအလုပ်ကိုယူရတယ်။ကျွန်တော်ဒီအချက်ကိုသဘောကျတယ်။အကယ်၍မိတ်ဆွေကဝန်ထမ်းဆိုရင်မိတ်ဆွေအလုပ်ရှင်စီသွားပြီးကျွန်တော်ကလုပ်သက်10နှစ်ရှိပြီးတနင်္ဂနွေကို15ဒေါ်လာရတဲ့နဲ့ဒေါ်လာ20ရတဲ့နဲ့တောင်းဆိုကြည့်ရရလားလို့ကျွန်တော်ဆိုလိုချင်တာကကျွန်တော်တရက်ကို16နိုင်လုံးနဲ့တစ်နှစ်လုံးစူးစမ်းပန်းစားနဲ့ပစ္စည်းတစ်ခုကိုဖန်ပြီးတယ်။ ွက်လာတော့တုံးစားမရတဲ့ထုတ်ကုန်ဆိုပါတော့ဘယ်သူအားပေးမလဲဘယ်သူကမှကျွန်တော်ပြပြမှစူးစမ်းထားတာပါဆိုပြီးစိတ်ဝင်တစားအားပေးကြမှာမဟုတ်ဘူးထုတ်ကုန်ရရလက်ကိုပဲကြည့်ကြမှာဒါထုံးစံပဲမိတ်ဆွေအလုပ်ကဘယ်လောက်အာမခံချက်ရှိလဲမိတ်ဆွေကလုတ်သက်ဘယ်လောက်ရှိပြီလဲကျွန်တော်စိတ်ဝင်စားဘူးမိတ်ဆွေဒီအလုပ်လုပ်လို့ပိုင်ဆိုင်မှုဘယ်လောက်ရှိပြီလဲဆိုတာကအရေးကြီးပါတယ်နံပါတ်6 rich people manage their money well poor people mismanagement their money well ချမ်းသာတဲ့သူတွေကငွေကိုစနစ်တကျစီမံခန့်ခွဲတယ် စင်ရဲသားတွေကကလွဲစီမံခန့်ခွဲစင်ရဲသားတွေကသူတို့ရဲ့ငွေကြေးအခြေအနေနဲ့ပတ်သက်ပြီးညှဉ်းပန်းကြတာမကြာခဏကြားဘူးပါတယ်ကျွန်တော်အနေနဲ့အဲ့လိုညှဉ်းပန်းနေမဲ့အစားငွေကြေးစီမံခန့်ခွဲနိုင်မဲ့စာအုပ်တအုပ်ကိုကောက်ကင်ပြီးငွေကြေးရဲ့အခြေခံမူတွေကိုလေ့လာလိုက်ရင်ပိုကောင်းမယ်လို့အကြံပေးခြင်းတယ်ကျွန်တော်သိတဲ့စင်ရဲသားတွေအကုန်လုံးအဲ့ဒီငွေကြေးစီမံခန့်ခွဲမှုအခြေခံကိုတော့နားမလည်ကြဘူးငွေကြေးနဲ့ပတ်သက်ပြီးစီကံမရှိကြဘူးမယုံရင်တို့ထိပေါက်ကြည့်ပါလားဘယ်လိုတုံးချမှမှန်းတို့မသိဘူးလိုချင်တာတွေအကုန်လျှောက်ဝယ်တော့မယ် ကျွန်တော်တည်တဲ့မိတ်ဆွေတယောက်ဆိုရင်ထီပေါက်ပြီးတစ်နှစ်တော်မခံဘူးငိုတုံရင်ဘဝကိုပြန်ရောက်သွားတယ်။အဲ့ဒါပါပဲ။စင်ရခြင်းချမ်းသာခြင်းဆိုတာငွေကြေးကိုစီမံခန့်ခွဲနိုင်တာနဲ့လည်းသက်ဆိုင်ပါတယ်။ချမ်းသာတဲ့သူတွေကိုမစ္စရာစိတ်ညားပြီးဒရက်ဆက်ဝေဖန်နေမဲ့အစားဘေးဘီလုံးမှာချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်ကိုရှာပြီးဖတ်လိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။နံပါတ်9က Rich people have their money work hard for them. Poor people work hard for their money. ချမ်းသာတဲ့သူတွေကိုငွေကအလုပ်လုပ်ပေးပြီးစင်ရသားတွေကတော့ငွေအတွက်အလုပ်လုပ်ကြတယ် နကိစ္စကိုကျွန်တော်ပြန်သွားကြည့်အောင်ကျွန်တော်စူးစမ်းတယ်ကျွန်တော်မှလုတ်သက်ဆယ်နှစ်ရှိတယ်ဒါကြောင့်ကျွန်တော်ဒီလောက်ရတဲ့နယ်ဆိုတဲ့အကြောင်းအရာကိုပါတချို့ကပြောကြတယ်ကြည်စမ်းမအောင်သူကလည်းကျွန်တော်လောက်လုတ်မစူးစမ်းဘူးပြီးတော့ကျွန်တော်ထက်အစတရာကျော်ရနေတယ်မစ်စွေမနာလို့မဖြစ်ပါနဲ့အဲ့ဒါကတာမန်ဖြစ်နေတဲ့ကိစ္စတစ်ခုပါပဲလောကကြီးကအဲ့ဒီအတိုင်းကိုသွားနေတာမစ်စွေကနေပူတဲ့ပြ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 ပုံထမ်းနေရလို့ဆိုပြီးအဲကွန်ကန်နဲ့ကအထုကုဆရာဝန်တဲ့ပိုလိုချင်လို့မရဘူးကျွန်တော်9နိုင်လုံးလုံးနေပူထဲမှာထမ်းပိုးနေရတာ သူများထက်ကိုရတဲ့တယ်လို့အစိုးရကိုသွားပြောကြည့်လေဘယ်သူကကယူဆိုင်မှာလဲအစ်ွေအကြီးအချင်းကအဲ့ဒီရလက်လောက်ပဲထိုက်တန်သေးတာကိုမစ်ွေနားလဲရမယ်မစ်ွေအဲ့ဒီအလုပ်ကိုစတင်ရွေးချယ်ကြတဲ့ကအဲ့ဒီလောက်ပဲရမယ်ဆိုတာကိုမစ်ွေသိနေတာပဲလေနံပါတ်၈ rich people constantly learn and grow poor people think they already know ချမ်းသာတဲ့သူတွေကအမြဲမပြတ်တင်ယူပြီးတိုးတက်လာတယ်စင်ရသားတွေကငါသိပြီးသားပါဆိုပြီးထင်နေကြတယ် အဲ့ဒါကအကြီးမားဆုံးတော့အပါစီတစ်ခုပါပဲကျွန်တော်စင်းရဲတော့ကဘာမှမသိဘူးလို့ပြောရမှာကိုကျွန်တော်မုန်းတယ်အဲ့ဒီတော့ကျွန်တော်တိအောင်ဆိုပြီးစာအုပ်ကောက်ကင်ပြီးလေ့လာတော့တာပဲကိုထက်နားလဲတဲ့သူတွေကိုမေးဖို့လည်းကျွန်တော်မရှက်ဘူးခက်တာတစ်ခုကစင်းရဲသားတွေကသူတို့တိပြီးသားပါလို့ထင်နေကြတယ်အဲ့ဒါကြောင့်ပဲသူတို့တွေကအမြဲစင်းရဲနေကြတာကျွန်တော်တင်မောသားဘွားကနားပြီးနောက်မှာကလေးစားလို့တဲ့အချိန်ကျွန်တော်တင်မောသားမိတ်ဆွေတချို့ကိုကျွန်တော်လေ့လာနေတဲ့အလုပ်အကြောင်းပြောပြဖြစ်တယ်။သူတို့အားလုံးထွက်လာတဲ့ဇာတ်က ဲ့ဒီအလုပ်လားတိတယ်ဘာမလုံးနဲ့ကိုလိုဖြစ်မဲ့ဒီလိုဖြစ်မဲ့ဆိုပြီးတားကြသူတို့အားလုံးက toss coin ဝှထူလောက်ဖတ်ဘူးပြီးဝက်လေးတစ်ခုလောက်ရထားတာကိုပဲတလောကလုံးကအကြောင်းအရာအကုန်လုံးပြီးသွားပြီလို့ထင်နေကြတယ်ဈေးရောင်းတဲ့အလုပ်မဟုတ်လားသွားစမ်းပါငါငငယ်က toss coin ဝှထူဖတ်ဘူးတယ်ဆိုပြီးဆရာကြီးတောင်းပြန်လုပ်လိုက်ပြီးတယ်ဒါပေမဲ့သူတို့တွေတကယ်မသိပဲတိကျအောင်ဆောင်ပြီးပြောနေတာကိုကျွန်တော်သိနေတယ် ဒီလိုနဲ့ပဲသူတို့နဲ့ကျွန်တော်ဆက်ပြီးမဆွေးနွေးဖြစ်တော့အခုချိန်ဒီသူတို့ဘဝကလည်းအရင်အတိုင်းပဲတိချင်းအောင်ဆောင်မှုတွေထဲမှာဘဝကြီးကိုနေ့တိုင်းပြင်ပြင်မှန်မှန်ဖြတ်တန်းနေရတယ်။စင်ရသားတွေကကြာပူနာဝါနဲ့ကိုတကယ်တိပြီးထင်နေကြတယ်။သူတို့တွေဘယ်တော့မှအခွင့်အလမ်းတိတ်ကိုမရရှိကြဘူး။သူတို့တွေကချမ်းသာမယ်နီလန်ကိုသူတို့ရဲ့ငါတိတယ်ဆိုတဲ့မဖြစ်စလောက်ပညာမန္တလေးတွေနဲ့ပိတ်ပင်တားဆီးပြကြတယ်။သူတို့ကိုသူတို့လောကကြီးကိုအကောင်းဆုံးတွေပေးနိုင်ဖို့ထပ်ပြီးမလိလာတော့ဘူး။ဒါကြောင့်သူတို့တွေစင်ရနေရတာ။အထက်ကအချက်လက်တွေကအဲ့ဒီစာအုပ်ထဲမှာကျွန်တော်နှစ်သက်တဲ့အချက်တချို့ပဲဖြစ်ပါတယ်။ထပ်ပြောပါဦးမယ်။ ကျွန်တော်ကစင်းရဲသားတွေကိုမုန်းတယ်ပါ냐ဆိုပြီးမှတ်ချက်မပေးပါနဲ့ကျွန်တော်ကစင်းရဲသားတွေစဉ်းစားပုံစဉ်းစားနည်းကိုတကယ်မုန်းတာပါအဲ့ဒါကယောဂါတခုလို့ဖြစ်နေတယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ကိုကျွန်တော်အဲ့ဒီယောဂါကိုအမြင့်ပြအောင်ကုသခဲ့တယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်ရဲ့ငွေကြေးအခြေအနေကအစပေါင်းတထောင်တိုးတက်လာတာပဲဖြစ်တယ်ကျွန်တော်နဲ့အတူကြီးပြင်းခဲ့တဲ့65ရာခိုင်နှုန်းသောသူတွေဟာအခုထိစင်းရဲနေသေးပဲဖြစ်ပါတယ်အကြောင်းအရင်းကသူတို့တွေအပြောင်းအလဲမလုပ်လို့ပါပဲ။ ကျွန်တော်ကတော့စင်ရသားစိတ်တက်ကိုကျွန်တော်မုန်းတလို့မုန်းစေချင်တယ်မဟုတ်ရင်တော့တသက်လုံးစင်ရသားဘဝနဲ့အယိုးထုတ်ဖို့ပဲရှိပါတယ်အားလုံးပဲကျေနပ်ကြမယ်လို့ထင်ပါတယ်အားလုံးပဲမိမိရဲ့အတွေးခေါ်ကိုကြောင်းလဲပြီးစင်ရင်တွင်ကရုန်းထွက်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်